နိုဝင်ဘာလ26ရက်နေ့ပိုင်းမှာယူနန်အစိုးရအလို့ရှိတဲ့ကြားဖြန့်ကောင်းဆောင်၃ဦးအပါအဝင်တရုတ်နိုင်ငံသား22ဦးကို UWSA ကလွှဲပြောင်းလိုက်ပြီးလို့ဒီဖြစ်စဉ်ကိုသိရှိသူတို့ကအမဲခေါင်ကိုပြောပါတယ်။လွှဲပြောင်းခံရသူတွေထဲက18ဦးဟာဆက်သွယ်ရေးလိမ့်လည်မှုတွေမှာ ပါဝင်ပတ်သက်တယ်လို့တန်တရားရှိသူတွေဖြစ်ပြီး၃ဦးကတော့တရားမဝင်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေသူတွေလို့ဆိုပါတယ်။သူတို့ကိုတရုတ်နိုင်ငံယူနန်ပြည်နယ်ပူအာမြို့မန်ဂလီယန်ခရိုင်ရှိ မန်ဂလီယံမြို့နဲ့လင်းချမ်းမြို့ကံယွန်ခရိုင်ကရုံဟော်ဂိတ်တွေကနေတဆင် လွှဲပြောင်းခဲ့တာလို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်ကလည်းတရုတ်နိုင်ငံသားကြားဖြန့်85ဦးကို UWSA ကမန်ခါနယ်စပ်ဂိတ်ကတဆင်လွှဲပြောင်းပစ်အပ်ခဲ့ပါသေးတယ်။2025ခုနှစ်ပထမနှစ်ဝက်အတွင်းဝါပြည်နယ်တရားစီရင်ရေးကော်မတီကကြားဖြန့်လုပ်ငန်းတွေကို၉ချိန်တိတိစီနေပြီးလူပေါင်း448ဦးကိုဖမ်းဆီးခဲ့ပါသေးတယ်။ ဖမ်းဆီးခံရသူတွေကိုဝတရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့လင်းချမ်းယုံဟော်ဂိတ်မုံလျံမုံအာပန်ဆန်းဂိတ်နဲ့လင်းချမ်းမှန်ခါဂိတ်အစရှိတဲ့ဂိတ်တွေကနေတဆင့်တရုတ်နိုင်ငံကိုလွှဲပြောင်းခဲ့တာဖြစ်ပါတယ်